ကျွန်တော်လုပ်ခဲ့တဲ့ marketing ကဒီ concept ပေါ်မှာပဲကျွန်တော်အခြေခံထားတာကိုယ်တိုင်စီးပွားရေးလုပ်နေပြီးတော့မှ marketing ဘယ်လိုလုပ်ရမလဲမသိသေးဘူးဆိုတဲ့လူတွေသို့မဟုတ် marketing လည်းလုပ် marketing ကိုကိုယ်တိုင်လုပ်နေတဲ့လူတွေအတွက်လည်းဟိုကျွန်တော်တွေးတဲ့ shoot down တစ်ခုကိုကျွန်တော်ပြောပြချင်တာပါโอเคအဲ့တော့ကျွန်တော်တော့စောစောနိုင်မှာစောစောမိုဘိုင်းရဲ့ founder ပါ အဲ့တော့ကျွန်တော်တို့ဒီစောစောမိုဘိုင်းဆိုတဲ့ brand ကိုပေါ့နော်ကျွန်တော်တိဆောက်တဲ့အချိန်မှာ marketing ကိုကိုယ်တိုင်ပဲလုပ်ခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်က marketing နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးဟိုသင်တန်းနေ diploma တွေယူထားတဲ့လူလည်းမဟုတ်နေဘူးဒါပေမဲ့ကျွန်တော်လုပ်ခဲ့တဲ့ marketing ကအဆင်ပြေခဲ့တယ်အဆင်ပြေလို့လည်းကျွန်တော်တို့ဆိုင်ကမြန်မာနိုင်ငံရဲ့ second phone လောကမှာထိတ်တန်းနေရမှာကျွန်တော်ရက်တည်နေနေတာပေါ့အဲ့တော့ကျွန်တော် marketing လုပ်တဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ကိုယ်သာဝယ်သူတယောက်ဆိုရင် ဒီနေရာကနေဘာတွေလိုချင်မလဲအဲ့ဒါတွေကိုကျွန်တော်စဉ်းစားတယ်အချို့အချက်တွေဆိုလဲကျွန်တော်ချရေးလိုက်တယ်ပေါ့နှုတ်ထဲမှာအဲ့တော့အဲ့ဒီအချက်တွေကကျွန်တော်စီမှာရှိနေပြီလားမရှိသေးဘူးဆိုရင်ကျွန်တော်အဲ့ဒီအချက်လေးတွေရှိလာအောင်ကျွန်တော်လုပ်တယ်ကျွန်တော်နိုင်တဲ့ဝင်ပေါ့ဥပမာဆိုပါဆိုပြကျွန်တော်တို့ဆိုင်မှာအစပိုင်းမှာအဲကွန်မရှိဘူးဆိုပါဆိုအဲအဲကွန်မရှိဘူးဆိုရင်ဆိုင်မှာအေးအောင်အဲကွန်တက်တာလဲဒါက marketing တစ်ခုပဲအဲ့တော့ကျွန်တော်တို့တခြားနေရာမှာကျွန်တော်တို့ဈေးသွားဝင်မယ်ကျွန်တော်ပြုံးပြုံးချူချူလေး ဆက်ဆံတာကိုလိုချင်နေဆိုရင်ကိုတက်နိုင်တယ်လေဒီဟာလေးကအဲ့တော့ကျွန်တော်ဆိုင်မှာကျွန်တော်လာရင်ပုံမှန်အဖြစ်စိတ်ရှုပ်နေရဝင်နေနေပဲလည်းမရှိတယောက်တည်းလုံနေရတဲ့အချိန်မျိုးတွေနောက်ပိုင်းမှာမှဝင်နေတယောက်နှစ်ယောက်တွေပဲရှိတာအဲ့လိုမျိုးဆိုတဲ့အခါကိုရောကိုဝင်နေဟော customer ကိုအားသည့်ဖြစ်စေမအားသည့်ဖြစ်စေပြုံးပြုံးချူချူတတဆက်ဆံဖို့အတွက်ကိုဒါကျွန်တော်လုပ်တယ်ဒါကလည်းကျွန်တော်ရဲ့ marketing ပဲအော်ဒီမျိုးဖုန်းလာရောင်းနေဖုန်းရောင်းဖို့အတွက် customer ဈေးမီးတယ် customer ကို ပေးနိုင်မဲ့ဈေးထက်ကျွန်တော်တို့ကပို့ပေးပြီးတော့မှဆန်ရောက်လာအောင်အလွယ်ခေါ်ပြီးတော့မှဆန်ရောက်မှမဟာတရားနှိမ်တာမျိုးတွေကျွန်တော်တို့မလုပ်ဘူးအဲ့တော့ဒါလေး marketing ပဲအော်ဒီဟာတွေကကျွန်တော်တို့ရဲ့အားသာချက်ဖြစ်လာပြီဆိုဒါတွေကိုကျွန်တော်တို့ကလူတွေသိအောင်ပြန်ပြီးတော့မပြောပြပြောပြအောင်ငါတို့ဆိုင်မှာတော့ဒီလိုဖုန်းတွေကဒီလိုမျိုးလုပ်တယ်ဆိုရင်တော့မင်းတို့ဒီလိုစိတ်ညစ်စရာမရှိဘူးငါတို့ဆိုင်မှာဒီလိုနွနွထွထွဆက်ဆက်ပါငါတို့ဆိုင်မှာဒီလိုအဲကွန်းတွေရနေပါတယ် အဲဒါမျိုးပေါ့နော်ငါတို့စီမှာဆိုရင်တော့ဘလိုတွေကိုဖုန်းတွေကိုငါတို့ကလင်ညာပြီးမရအောင်ပါဘူးဒီလိုမျိုးအချက်တွေပေါ့အဲ့တော့ကိုပါလိုချင်မလဲအဲ့လိုချင်တဲ့ဟာကိုကိုလုပ်ငန်းမှာရအောင်လို့အဲ့ဥစ္စာရလာပြီဆိုရင်အဲ့ဒီဥစ္စာကိုလူတွေသိအောင်ပြန်ပြောအကျွန်တော်လုပ်ခဲ့တဲ့မြန်မာ marketing ကဟိုးလုံခဲ့တဲ့ဆယ်နှစ်ကနေဒီနေ့အချိန်ကြီးကျွန်တော်လုပ်ခဲ့တဲ့ marketing ကဒီ concept ပေါ်မှာပဲကျွန်တော်အခြေခံထားတာအဲ့တော့ဒီ marketing ကလုံးဝအောင်မြင်တဲ့ marketing ဆိုတာကျွန်တော်အမှားခံတယ်ဒါပေမဲ့ခင်ဗျားဒီ marketing လုပ်မယ်ဆိုရင်ခင်ဗျားဘုံမှာရိုးသားမှုနဲ့ စစ်မှန်မှုရှိဖို့လိုတယ်အဲ့တော့အဲ့ရိုးသားမှုလည်းရှိမယ်စစ်မှန်မှုလည်းရှိမယ်ခင်ဗျာကိုယ်အကြိုက်ပုံစံမျိုးလိုက်တွေးပြီးတော့မှ customer တွေဝန်ဆောင်မှုပေးမယ်ဆိုရင်တေးကြတယ်ဗျာခင်ဗျားနဲ့တူတဲ့လူအုပ်စုတစုတော့ရှိတယ်အဲ့လူတွေကခင်ဗျားကိုအားပေးကြလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကနေပြောမှအတွေးလေးတစ်ခုရောက်သွားတယ်ဆိုရင် like and share လုပ်ပေးပါအာမိတ်ဆွေရဲ့အမြင်ကိုကျွန်တော်နဲ့ဆွေးနွေးကြတယ်ဆိုရင်တော့ comment မှာဆွေးနွေးသွားလို့ရပါတယ် Okay bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်